အဲ့ချိန်မှာ तू ကဘာပြောလဲဆိုတော့ငါတဲ့မိပါ့လာတိုင်းလာတိုင်းတလာ3000ထောက်ပတ်မယ်တဲ့ကျမခလေးမွေးပင်ထိုက်ပါဝတ်တရှိဘူးအဲ့တော့ကျမရဲ့အစားဝင်းနေတာရေးနိုင်ကိုရဲ့ယောက်ျားကိုမြင့်တင်ပေးရယ်ဆိုတာတနည်းကောင်းစားတဲ့အချိန်ကြရင်အားလုံးမင်္ဂလာပါခင်ဗျာအခုဖြစ်စဉ်လေးကတော့ဒီကောင်မလေးကသူ့ရဲ့အိမ်တော်ဘက်အမျိုးသားကိုမြင့်တင်ဖို့အတွက်သူ့ဘဝကိုအနှိမ်ခံပြီးတော့သူဖြတ်တန်းလာရတဲ့အိမ်တော်ကြီးဘဝဖြတ်တန်းပုံကိုအခုလိုပဲသူလာရောက်ခြားပြသွားတာဖြစ်ပါတယ် ကဲကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာကျမတို့အိမ်တော်ပြုတော့ရွှေတကြက်သားမှရှောက်သိမ်းခင်မှာကျမတို့အိမ်တော်ပြုခဲ့ကြဟဲ့ဒါမဲ့ကျမယောက်ျားအဲ့ချိန်မှာကြောင်းမပီးသေးဘူးကျမတို့နှစ်ယောက်ယူတဲ့အချိန်မှာအဲ့ချိန်မှာသူကဘာပြောလဲဆိုတော့ငါတဲ့မိဘအိုတဲ့ကောက်ကောက်မှုမလို့မကြွေးရသေးဘူးတဲ့အကြောင်းလည်းမပီးသေးဘူးမိမရတာဆိုတော့တဲ့လာစင်ကအမေကို လာတိုင်းလာတိုင်းတလ3000ထောက်ပတ်မယ်တဲ့ရရဲ့လာစာကျမ8000ခွဲပေါ့နော်အဲ့တော့ခါကျတော့သူ့အမေကို तू ကလာတိုင်း3000ထောက်ပတ်နေဒါမဲ့ကျမရင်ထဲမှာလေပြောချင်တယ်ကျမလည်းကျမအမေကိုထောက်ပတ်ချင်ပါရဲ့လို့ပြောချင်ပေမဲ့ကျမရင်ထဲမှာပြောမထွက်ခဲ့ဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့စာဝတ်နေရှိယောက်ျားရရဲ့လာစာသူ့လာစာကို तू ចောင်းတက်တယ်သူ့အမေကိုပေးမယ်ကျမရရဲ့လာစာလေကျမရဲ့ပိုက်တရားခလေးလေးမွေးဖို့ရဲ့ ကျမကလေးမွေးပြီးထိုက်ပါဝတ်တီရှူဘူးတွေနဲ့ရုံးတက်ရမယ်အဲ့တော့ကျမရဲ့စားဝင်းနေတာရင်းနိုင်ကျမတို့ရဲ့အစစ်မပြေမှုအကြောင်းရောကျမတို့ပဲသိရအဲ့တော့ကျမအကျွေးမတည်အောင်ကျမအကောင်းဆုံးကြိုးစားရသူကြောင်းတတ်တဲ့အချိန်မှာကျမပိုက်ကြီးနဲ့ရုံးပိတ်ရတယ်ဆိုရင်ကျမသူများအဝတ်စားတွေယူပြီးလျှော်တယ်ကျမကျမအမိန်မသိဘူး ဘာလို့မသိလဲဆိုအမေကတော့အသမီးလေးကယုံမှတထောင်တတလေးနဲ့အစဉ်ပြေးနေရပဲလို့အမေတို့ကတွေးကြ။ဒါပေမဲ့၄ယောက်စလုံးပြားကြတော့ဘသူအကူကြီးအထောက်ပံ့မှမရှိပဲနဲ့အိမ်တော်ပြုတ်ခဲ့ကြတယ်လေ။ဘာလို့ပြောချင်လဲကိုရဲ့ယောက်ျားကိုမြင့်တင်ပေးရဆိုတာတနေ့ကောင်းစားတဲ့အချိန်ကြ။ကိုရဲ့ကိုခလေးလေးရဲ့ကောင်းစားဖို့အတွက်ယောက်ျားကိုမြင့်တင်ပေးရ ကိုဘဝကိုစုပ်ပြတ်တတ်အောင်လုပ်ဖို့အတွက်ယောက်ျားကိုချိုးခံခဲ့တာမဟုတ်ဘူးဆိုတာကိုကျမပြောချင်တာကဲဖြစ်စဉ်လေးကတော့ဒီလောက်ပါပဲခင်ဗျာအခုဖြစ်စဉ်လေးကတော့သူ့ရဲ့အိမ်တောင်ရေးနဲ့ပတ်သက်ပြီးတော့ဖြတ်တန်းလာတဲ့ရတဲ့ဒီမိသားစုဂျားက အဝခက်ခဲတွေပြဿနာတွေကိုအခုလိုပဲခြားပြသွားတာဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထူးထူးထူးလဲရှင်းပြနေစရာမလိုတော့ဘူးလို့ကျွန်တော်တော့ထင်တယ်။ဒါပေမဲ့ဗီဒီယိုလေးကတော့ကျွန်တော် viewer တွေအတွက် knowledge and share တွေအနေနဲ့ကျွန်တော်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ viewer တွေအားလုံးသင်ခန်းစာရလိုက်မယ်လို့ကျွန်တော်တော့ထင်ပါတယ်။ကဲဖြစ်စဉ်လေးကတော့ဒီလောက်ပါခင်ဗျာ။ကဲနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ Bye-bye.